ြောနေတော့မလုံးနေတော့မယုံမနေသွားမလုံးနေကြီးကြီးငဲငဲတခိုင်းသားလေးတခိုင်းကိုစော်လေးမနှက်ပြန်တပတ်ကဘာလုံးမလဲရှင်လောင်းကနေသားမနေဖြစ်သွားမယ်ငါသားလေးခေါင်းသွားမပုတ်နဲ့မှန်ရလားဟဲ့ငါတို့သူလေးဟဲ့ငါတို့သားလေးဟဲ့ဟိုတုန်းကချစ်စရာကောင်းလေအမလီအခုတော့သင်္ကန်းဝန်လေးနဲ့ပိုးတော်မှာအလှဘော်ရင်စင်းတော့အသွင်တင့်မြန်ပြီမှန်ရလားအမလီချစ်စရာလေးတော့ ကောင်းလေးသွားသွားပြီးမပုတ်လိုက်နဲ့အမလေးမှန်ရလားဒီလာရင်းနဲ့ဗျာ မောင်ကြီးမှန်ရလားမင်းကိုအဖေနဲ့မိကားစားရှင်ခိုးရမှဒီယဟန်ဘဝမမြင့်မြတ်ဘူးလားအဲကြောင့်မောင်သာသနာပေါင်းပြောရင်တသက်လုံးဝမှန်ရလားဝတ်နိုင်မှာမလားမဝတ်နိုင်ဘူးတဲ့ဇာတိဒုဇာတိမှအပြည့်နဲ့မှန်ရလားတဘောပါရလား ယုခန့်စော်ရဲ့မင်းတော်မဝတ်နိုင်နေရငါရင်သားတယ်မှန်လားအေးကလေးအေးဘဝရဲ့ဖြူစင်လုံးတဲ့ကလေးဘဝရဲ့ဘာမှအကြောင်းအကျိုးအကောင်းအဆိုးမသိဘူးတဲ့ကိုတော့ကဟိုတော့ကအခုကကလေးအကုန်သိတယ်မသိဘူးလားဟိုတော့ကကလေးတွေဖြူစင်နေတဲ့မှန်လားအမလေးကလေးလေးဘဝတော့တခါပြန်ပြီးရကြင်သေးတယ်တခြင်းတွေတောင်ဖွဲ့လို့နှဲ့လို့ ဒီနေ့ခက်သွားပြီးမရလိုက်နဲ့ဒီကောင်းလေးခက်ပိုဆိုးမှာလူတို့ခက်ပိုဆိုးမှာမှန်ရလားခက်ကပြက်မနေဘူးလားပြက်နေပြီပြက်နေပြီသုတ်ကက်ခက်မှန်ရလားအကုန်ပြက်နေပါသတော်ကောင်းများယနေ့ခက်ကတဲ့အဲ့ဒီအရွယ်ငယ်ငယ်လေးတွေကစနှလုံးသားထဲမှာသတော်ကောင်းများဓမ္မဂိမ့်ဖို့အရင်မနေ့တင်းနေရတယ်မနေ့ပြောနေရတယ်မှန်ရလား ဒါကြောင့်မရတဲ့ခါကျမှဇုံမာလို့မရတော့ခါကျမှတတော်ကောင်းများဘာလို့လဲဘုရားကြောင်းခံရောက်လာဘုံဘုံငယ်ပါအောင်မရနဲ့ငါကြီးကိုဆိုတာငငယ်လေးကဇုံမာထားတော့ပတ်ရလားကမိတော်ခင်မျိုးလာလို့ငငယ်လေးကဇုံမာတာဒါကြောင့်တတော်ကောင်းများငငယ်လေးကဘာသာသွေးဒီထည့်ပေးထားသာသနာသွေးဒီထည့်ပေးထားမှန်ရလားဒါကြောင့်ပြောနေတာယနေ့ကသားရီသမီးတွေငယ်ပြန်တော့လဲပဲငယ်တဲ့အလျောက်စိတ်ပူရပြန်တယ် ကြီးပြန်တော့လည်းပဲကြီးပြန်တဲ့လည်းရောစိတ်မပူရဘူးလားမလွယ်ဘူးမလွယ်ဘူးဒါကြောင့်ပူခြင်းနေတဲ့အတိုင်းလန်းဆုံးနေတယ်သူများအသွက်လေကြီးလဲပူးမနေနဲ့အောင်ကို့အသွက်ကိုလည်းပူကြအောင်မဝေးရင်မဟလာအဖေတို့မေတို့ဘိုးတို့ဖွားတို့တခါကြီးဆိုရင်အသက်80ကျော်ပြီသားအသွက်ပူခဲ့ရတယ်သမီးအသွက်ပူခဲ့ရတယ်အခုမြီးတွေအသွက်ပူရပြန်မို့မဟလာပဲတော့ကြီး အဲ့ဒီပူခြင်းနေဘယ်တော့မှဆုံးမလဲတခိုင်ဦးမြတ်ဆို မဆုံးဘူးမှန်ရလားအေးမဆုံးလို့လည်းပဲဘဝတန်ត្រာလဲတဲ့အခါမှာဒုက္ခတွေရနေတာများသလားဒုက္ခတွေရနေတာများသလားဒုက္ခတွေရနေတာများတာဒါကြောင့်ပူခြင်းနေကိုယ့်အတွက်ကိုတခိုင်ဦးပူတော့ကိုယ့်အကြောင်းကိုပြန်သွေးတော့ကိုယ့်အလုပ်ကိုလုံးသောမှန်ရလားဒီလလေလုံချင်အောင်ဆောင်းသိမ့်ပြီဘဝအစဉ်တန်းနေမြင်မားဖို့ရေးမကြည့်ဘူးလား ဟောမီသီလလုံရင်ဘဝစဉ်နဲ့မြင်ပါမယ်ဒါတိသွားပြီဒါနာပြုရင်ချမ်းသာမယ်ဒါတိမသွားဘူးလားအားလုံးသတော်ကောင်းတွေတနေ့တနေ့နိုင်ပေါင်းမနှက်ဆက်20နဲ့မှ၄နိုင်တို့တို့ပိုင်ဆိုင်ထားတယ်လို့ပြည့်ညက်သဘောအရာမသိဘူးလားအဲ့ဒီ24နာရီမှာတို့တရားရကမတွေအေးချမ်းမှုဒုက္ခရတဲ့နာရီဘယ်နှနာရီရှိမလဲ24နာရီမှာရင်မထဲမှာမလီချမ်းသာလိုက်တာ မလီချမ်းသာလိုက်တာဆိုတဲ့나ยีပေါင်းဘဏ္ဍနာยีရှိမယ်ထင်တယ်လေဖြစ်နိုင်မှုတော့မှန်ရလားတခါကြီးတို့ဓမ္မကြီးတို့စဉ်းစားခင်ဗျားတို့ပတ်စံနေဘလောက်ချမ်းသာကြမလားမလီတို့ကလူချမ်းသာတာမလို့ရှင်မှုစိတ်ချမ်းသာတာပဲဟဲ့ပြောလိမ့်မကွေးမလို့ရှင်မှုလားညီရောမညီဘူးလားအမလေးတော့ဒီလိုတွေရှာလာတာတို့ကချမ်းသာဖို့မဟုတ်ဘူးလူချမ်းခြင်းလူချမ်းသာခြင်းလားမဟုတ်ဘူးစိတ်ချမ်းသာခြင်းလား တော့ကဒီလိုလေးမူမူယူယူလိုက်ရင်မယလာအမလီရှောက်ပြောတာတော့ကမကြီးကယနေ့ကသူကမူတာလဲမူမမူစေခြင်းမူချမ်းလဲချမ်းသာခြင်းသာကိုယ်တိုင်လဲစိတ်မချမ်းသာဘူးမယလာဘာကြောင့်စိတ်မချမ်းသာတာလဲလို့သူတော်ကောင်းမြတ်ဘဏ္ဍခသွေးဘူးတော့မဝေးရဲ့ တခါကြီးတို့တခါမကြီးတို့မေးမယ်ဆိုရင်မေးခွန်းနေအများကြီးပဲအဖြေရခတ်သွားမယ်မမေးမဖြေနိုင်ရင်လည်းဒီညမိုးလင်းမယ်မှန်ရလားဘုရားတို့ဟောတဲ့တရားလေးကိုတေချာအာယုံစိုက်တာတော်ကောင်းများအရေးကြီးလို့ပြောနေတယ်ဘဝမှာအေးချမ်းမှုအစစ်အမှန်ဒုက္ခဘာကြောင့်မရနေတာလဲလို့ကိုယ့်ကိုယ်ကိုပြန်တွေးကြည့်တော့အဖြေထွက်သွားတယ်မှန်ရလားသဘောပါရလား ဒါကြောင့်တော်ကောင်းတို့ဦးဇင်းတို့တို့ဘဝတန်ត្រာထဲမှာကာမဂုဏ်အာယုန်ထဲမှာပျော်မွေ့နေတော့ဒီအေဂျင်မှုဒီအာယုန်တွေပဲလဲခံနေတော့အေဂျင်မှုတွေ့သလားမတွေ့ပါဘူးခင်ဗျာဒါကြောင့်တော်ကောင်းတို့ရဲ့ဘဝအေဂျင်မှုဒုက္ခငြိမ်းချမ်းသောဘဝပိုင်ရှင်နေဖြစ်ဖို့ဆိုရင်မလုပ်ရမလဲဒါသိဖို့မကောင်းဘူးလားအားလုံးစုံကြည့်လိုက်ငြိမ်းချမ်းခြင်းငြိမ်းချမ်းခြင်းဘဝသွန်း ဘာဝနာလောက်ခံကံကိုမြင်ဘာဝနာလောက်ခံကံကိုမြင်ဤချင်းချင်းဘဝသွန်ဘဝနာလောက်ခံကံကိုမြင်ဘာဝနာလောက်ခံကံကိုမြင်ဉိင်ချင်းချင်းဘဝသွန်ဘဝနာလောက်ခံကံကိုမြင်ဘာဝနာလောက်ခံကံကိုမြင်ဤချင်းချင်း 把碗端，把碗拿楼坎干河面，干手机把我边。 လောကလုံးရဲ့ဘဝမှာဓမ္မဆိုတဲ့တရားအစစ်မှန်တွေကိန်းဖို့ဆိုရင်ဘာဝနာတရားတွေပွားများကြရမယ်ဝိပဿနာတရားတွေအာထုတ်ကြရမယ်မှန်ရလားမှန်ပါဗျာခန္ဓာတိုင်းပြောနေတဲ့စကားလုံးပြန်တုံးပါဆိုရင်တော်ကောင်းမြတ်အကွတ်မရှိတဲ့ဉာဏ်ဟဲဒီရင်ဘက်ကိုဟဲဒီနှလုံးသားလေးကိုဓမ္မဆိုတဲ့အထင်းကြီးအကွတ်တင်နေမှာချီနောင် မထားဘူးတုပ်ခွဲ့မထားဘူးကွတ်မထားဘူးဆိုရင်ဦးဇလုံးရဲ့စိတ်တွေ ဦးဇနုရဲ့ဘဝလေးဟာဗယံဗရဖြစ်နေဦးမှာပဲပူလောင်နေဦးမှာပဲသားကြောင့်ပူလောင်ရသမီးကြောင့်ပူလောင်ရဆွေကြောင့်ပူလောင်ရ မျိုးကြောင့်ပူလောင်ရလင်ကြောင့်ပူလောင်ရမယားကြောင့်ပူလောင်ရမယားလားဒီပူလောင်မှုတွေရသရကောင်းတို့ဤဥဒ္ဓရရဲ့ဘဝကိုဗယံမာရာလေးဖြစ်နေတယ်ပြောင်းဆန်နေတယ်။ဘာနဲ့မကွက်လို့လဲဓမ္မနဲ့မကွက်လို့ပဲမကွေးရည်။ရှင်းတတ်သလား? သဘောရောပါရဲ့လားနာရောလည်းရဲ့လားအလုံးစုံသရောကောင်းမြတ်ဘဝမှာငြိမ်းချမ်းမှုဒုက္ခအေးချမ်းမှုဒုက္ခအစစ်အမှန်မှရကြတယ်ဆိုရင်သရောကောင်းတို့ဥစဉ်တို့တို့တည်းတကယ်ငြိမ်းချမ်းခြင်းသာမှမှန်ကန်တယ်ဆိုရင်တကယ်အေးချမ်းသာမှရကြတယ်ဆိုရင်ဘာတရားတွေပွားမြတ်ရမလဲဘာဝနာတရားတွေသမထဝိပဿနာတရားတွေပွားမြတ်အထောက်ကြရမယ်ဆိုတာမသေးကြဘူးလား ဒါကြောင့်ကံကိုမပြိုင်နဲ့မှန်ရလားရှင်းတတ်သလားဗျာဒီလောက်ပြောရင်တော်ကောင်းမြတ်အရေးပြရင်ထင်ရင်သိယုံရှိတာပဲပြီးပေါ့သုံးချက်တည်းပြောတယ်တရားတူတူလေးနဲ့မကောင်းဘူးလားဘယ်လိုမကောင်းလဲတော့ကောင်းပါလေတော့တူတူလေးနဲ့ကောင်းတာမှတ်လဲမှတ်မိတယ်ဘယ်နှချက်လဲတော့ ချမ်းသာခြင်းရင်မလုပ်ရမလဲစင်တဲ့မြင့်ခြင်းရင်ဘဝအေးချမ်းမှုဒုက္ခရခြင်းရင်ဟောပြီးပြီလေမယ်လားမကွေးရင်အကျဉ်းတဘူးလားတရားတော်ကောင်းလို့ရဘဝမှာဦးဇင်းတို့တော်ကောင်းတို့ကသူများတွေပဲလိုက်ပြင်းနေတယ်ထားပါတော့မအေးတယောက်အဖေတယောက်ဟင်္ဂသားရဲ့မင်းဒီလောက်ဆုံးနေတယ်ကွယ် ဘာသမင်ဒီလိုနေတာမကောင်းဘူးဒီလိုထိုင်တာမကောင်းဘူးဒီလိုစားတာမကောင်းဘူးဒီလိုသွားတာမကောင်းဘူးလို့ကိုသားသမီးကိုပဲပြုပြင်ပေးမနေဘူးလားအဖေတို့မိတို့ကလေငါသားလေးကြီးလာရင်ဘလို့နေရမို့ဘလို့ထိုင်ရမို့အဖေတို့ကအခုတည်းကငါသားအတွက်ပြောနေတာအဖေတို့ကလေအမေတို့ကလေငါသမီးအတွက်ပြောနေတာဘလို့ပဲပြင်ပေးနေတာသားသမီးတို့ပဲအမလီတပည့်တော်တို့ကအခုတည်းကရှာရတယ်ဗျာမွေးထားတဲ့သားသမီးကဘယ်နှစ်ယောက်ဖယက်မပြောဘူးလား မွေးထားတဲ့သားကဘယ်နှယောက်ပဲကသူ့အတွက်တပည့်တို့ကအခုတွေကရှာမဘွေမဖယဟောမပြောဘူးလားဘုရုတွတ်တည်နေကြီးတော့သာသမီတွတ်တည်နေကြီးပဲမှန်ရလားအဲ့ရတော်ကောင်းမြတ်သူများအတွက်တည်နေကြီးပဲတော်ကောင်းမြတ်ရှာကြဘွေကြစိတ်ပူကြကို့အတွက်ကိုကြတော့ကာမဂုဏ်အာယုန်နဲ့ရှာရင်ဘွေရင်မောကမောကောင်းမှန်းလဲမသိပန်းလို့ပန်းကောင်းမှန်းလဲမသိ ဒီလိုနဲ့ဘဝတန်ត្រာနေဒီလိုနဲ့သေတော့ဒီလိုနဲ့ဘဝတန်ត្រာဖြစ်ကလဆန်အပေပုံဘဝတွေရောက်တော့တာဗောမှန်ရလားမင်္ဂလာပါလို့နှုတ်ကဆက်တာလိုက်ပါတယ်ဦးစင်ယခုဆရာတော်ရွှေမြိုင်ဆရာတော်ရဲ့တရားတဲ့ကမှဆရာတော်ပြီးခြင်းတဲ့အကြောင်းအရာလေးအချို့လေးကိုပြောပြပေးပါမယ် ဘာလဲဆိုတော့နံပါတ်1ကလောကလူသားတွေအားလုံးဆွေတော်မျိုးတော်တွေအားလုံးလူတိုင်းလူတိုင်းတော့သူ့အပူနဲ့တူပူနေကြတာကြီးပါပဲအပူမရှိတဲ့လူဆိုတာမရှိပါဘူးဒါပေမဲ့အဲ့ဒီထဲမှာကွာရာပါလဲဆိုမိမိအတွက်ပူတာ ਨੇ ကဘာတော့သူတွေအတွက် ပူတာဆိုပြီး꿰ပါတယ်တပါတော့သူတွေအတွက်ပူးနေမယ်ဆိုရင်ကိုယ့်အတွက်နောင်ရေးစီမေးရပါအောင်ဒါကြောင့်မို့မိမိအတွက်ပူပါလို့မိမိအတွက်ပဲတွေးပါလို့ဆရာနံပါတ်1အနေနဲ့အတီးပေးပါတယ်နောက်ချက်ကဘာလဲဆိုတော့ လောကမှာချမ်းသာအစ်စ်လိုချင်သလားအချမ်းမှုအစ်စ်ငြိမ်းချမ်းမှုအစ်စ်လိုချင်လားဒါမှမဟုတ်အစဉ်အသံမြင့်ချင်သလားအဲ့ဒီသုံးခုကိုဖြစ်ချင်နေဆိုရင်ဘယ်လိုနေရမလဲဆိုတာပြီးသွားပါတယ်ငြိမ်းချမ်းချင်ရင် အေးချမ်းခြင်းရင်ဘာလို့ရမလဲဆိုမိမိတို့ရဲ့ဘဝမှာဘာဝနာလို့ခေါ်တဲ့ဝိပဿနာတရားတွေနဲ့မိမိရဲ့ကံကိုမိမိပြင်ရပါမယ်ဘာဝနာလို့ခေါ်တဲ့မိမိရဲ့ကံကိုမှမပြင်ရင်မိမိပဲအပူလုံးမြားမှာပဲဖြစ်ပါတယ် ဒါကြောင့်မို့မိမိဒီချမ်းသာဒုက္ခအမှန်ရခြင်းနဲ့ငြိမ်းချမ်းမှုအမှန်ရခြင်းနဲ့ဆိုရင်ဘာဝနာလို့ခေါ်တဲ့ဝိပဿနာတရားတွေအာထုဝါမြဖို့မင်ကြပါတဲ့မိသားစုဆွေတော်မျိုးတော်များအားလုံးလည်းငြိမ်းချမ်းမှုအစစ်ချမ်းသာမှုအစစ်ကိုလိုချင်နေဆိုရင်တော့ဘာဝနာလို့ခေါ်တဲ့ဝိပဿနာတရားတွေအားထုတ်ပါဗျာနောက်တစ်ချက်ကတော့ အစင်အတန်းနေမြင့်ကျင်နေဆိုရင်တော့တီလာတရားတွေထိမ့်သိမ့်ပြီးတော့မိမိရဲ့ကံကိုမိမိပြင်ဖို့လိုပါတယ်ဗျာဥစဉ်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေမှာအနည်းဆုံး၅ပါးတီလာတော့စောင့်ထိန်ဖို့လိုပါတယ်အဲ့ဒီ၅ပါးတီလာလို့ခေါ်တဲ့စောင့်ထိန်ရမယ့်တီလာတရားတွေကိုထိမ့်သိမ့်မယ်ဆိုရင် မိမိရဲ့ကံကိုပြင်ပြီးသားလည်းဖြစ်ပါမယ်။အဲ့ဒီလိုသီလာတရားတွေထိမ့်သိမ့်မယ်ဆိုရင်မိမိလည်းအစစ်အတန်းမြင်ပါလိမ့်မယ်။နောက်ဆုံးတစ်ချက်ကတော့ချမ်းသာခြင်းမိမိချမ်းသာခြင်းနဲ့ဆိုရင်တော့ပစ္စည်းဥစ္စာတွေပြည့်စုံခြင်းနဲ့ဆိုရင်တော့ဒါနလုပ်ပြီးတော့ပဲမိမိရဲ့ကံကိုမိမိပြင်ရပါမယ်။ ချမ်းသောချမ်းသာခြင်းပါတယ်ဒုဒ္ဒောဒါနမပြုခြင်းမူဆိုရင်လေခិតခဏချမ်းသာပဲရပါလိမ့်မယ်ဒီဘဝနံဘဝအတွက်ချမ်းသာခြင်းလေဆိုရင်တော့ဒါနပြုဖို့လိုပါတယ်ဒါကြောင့်မို့အပူတွေလည်းမိမိအတွက်ပဲပူဖို့တဘာတူတွေအတွက်ပူတာကိုလျှော့ပြီးတော့မိမိအတွက်ပူဖို့နံပါတ်1အနည်းနဲ့အသိပေးပါတယ် ီတော့ငိမ့်ချမ်းမှုအမှန်ရခြင်းနဲ့အေးချမ်းခြင်းနဲ့ဆိုရင်တော့ဘာဝနာလို့ခေါ်တဲ့ဝိပတ္တနဝိပတ္တနာတရားတွေကိုပွားများပြီးတော့မိမိရဲ့ကံကိုမိမိပြင်ရပါမယ်အစအတန်းငင်းခြင်းနဲ့ဆိုရင်တော့တိလာတရားတွေချိန်ပြီးတော့တိလာတရားတွေနဲ့မိမိကံကိုမိမိပြင်ရပါမယ် ချမ်းသာသူကလိုချင်နေဆိုရင်တော့ဒါနပြုဖို့လိုပါတယ်ဒါကြောင့်မို့ဆွေတော်မျိုးတော်များအလုံးဓမ္မမိတ်ဆွေများအလုံးမိမိကိုမိမိငြိမ်းချမ်းအေးချမ်းသောဘဝကိုအမှန်တကယ်လိုချင်ရင်ဘာဝနာလို့ခေါ်တဲ့ဝိပဿနာတရားတွေပွားများကြပါဗျာအစင်တမ်းမြင်တဲ့ဘဝကိုလိုချင်နေဆိုရင် သီလတရားတွေစောင့်ထိန်ကြပါဗျာချမ်းသာဒုက္ခကိုလိုချင်တယ်ဆိုရင်ဒါနတွေပြုကြပါဗျာမိမိတို့ဒီဓမ္မမိတ်ဆွေပေါင်းတို့ဒီဆွေတော်မျိုးတော်များအားလုံးတို့ဒီမိမိကံကိုမြင့်တင်သောဒါနသီလဘာဝနာတရားတွေကိုစတဲ့တို့၍တို့ကပွားများပြုပြင်း တည်ဆောက်နိုင်တော့အမျိုးကောင်းသားအမျိုးကောင်းသမီးများဖြစ်ကြပါစေလို့တောင်းဆုပြုရင်ဆွေတော်မျိုးတော်များအားလုံးဓမ္မမိတ်ဆွေများအားလုံးဘိဗျာဝေးကွာတောကငိမ့်ကြံတိုင်းအောင်ဆောင်းတိုင်းပြလူရပန်းတိုင်းရောက်နိုင်တော့ပုံကူများဖြစ်ကြပါစေဗျာ